post တစ်ခုလုံးနေမှာပါဗောနော်ဘွဲကမပြီးသေးဘူးဆိုတဲ့စာကြောင်းလေးကိုတော့ကျွန်တော်ကတော့တကယ်ဖြစ်စေချင်တယ်ဗောနော်ဘွဲမပြီးသေးဘူးဘလို့ပုံစံမျိုးနဲ့ဒီတော်လိုင်းမှာပါဝင်ဦးမှာလေသူတို့ထောင်ထဲကြည်တဲ့အင်အားကြီးရောက်တယ်အဲ့လိုမျိုးရောက်တဲ့အင်အားကြီးရှိလာတဲ့အခါမှာသူတို့စစ်ကြောင်းထိုးတယ်ထိုးတဲ့အခါမှာသူတို့ဘင်းခံရတယ်ဘင်းခံရတဲ့ဟာကို TNL ကိုအပြည့်အဝတာဝန်ယူခိုင်းနေဆိုတော့ဒါတော်တော်လေးကိုဒါဒီကောင်တွေကြောက်ချီးပန်းနေတာဗောနော် မင်္ဂလာပါဒီနေ့ကတော့ဒီဇင်ဘာ2ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီကနေ့မှာလည်းကျွန်တော်တို့ဒါဒီမိုးမိတ်မိုးကုတ်အကြောင်းနေလဲပြောကြမယ်ပေါ့နော်အဲမိုးမိတ်မိုးကုတ်အကြောင်းနဲ့ပတ်သက်လို့တရုတ်က ရှားဝင်ဆွတ်ဖက်တဲ့ပုံစံမျိုးတွေရှိလာတယ်အဲပြီးတော့ဒါ KIA အပေါ်မှာပေါ့နော်တရုတ်ရဲ့ရှားဝင်ဆွတ်ဖက်မှုတွေကြောင့်မလို့ဒါပြည်ထက်တပ်ဖွဲ့တွေပေါ်မှာဘယ်လိုမျိုးရိုက်ခတ်မှုတွေရှိလာမလဲပေါ့နော်ပြီးတော့ဒါအင်းနီချင်းနိုင်ငံတွေရဲ့ဒုက္ခပေးမှုတွေကကျွန်တော်တို့ထည့်မတွက်လို့မရတဲ့အရာတွေဖြစ်လာနေတဲ့အကြောင်းတွေလည်းကျွန်တော်ပြောကြမယ်ပြီးတော့ဒါ DNL ကအထွေထွေတွင်ဦးချုပ်ဗိုလ်ချုပ်တာဖုံးကျော်ဒါတင်ထားတဲ့ post လေးကြောင်းလည်းပြောမယ်ပေါ့နော်အခြားထူးခြားတဲ့သတင်းတွေလည်းကျွန်တော်ပြောသွားမယ်ပေါ့နော်ပထမဆုံးတော့ဒါ moment ပေါ့နော် moment ကို မိုးကုန်းနဲ့မိုးမိတ်နှစ်ခုအခုဒါ DNL ကစစ်ကောင်စီကိုပြန်လွှဲပေးမယ်ဆိုပြီးတော့သဘောတူပြီးလက်မှတ်ထိုးခဲ့တယ်။အဲအဲ့ဒီမှာဒါမိုးကုတ်ကိုလည်းဒါစစ်ကောင်စီကပြန်ပြီးဝင်ရောက်နေတာတွေရှိတယ်။ပြီးရင်မိုးမိတ်မိုးမိတ်ကိုသွားတဲ့လမ်းကြောင်းမှာပေါ့နော်။စစ်ကောင်စီတပ်တွေနဲ့ဒါ KIA နဲ့ဒါပြီးရင် PDF တပ်ဖွဲ့တွေနဲ့ဒါတိုက်ပွဲတွေဖြစ်ပွားရရှိလာတယ်။အဲလိုမျိုးရှိလာတဲ့ဟာနဲ့ပတ်သက်ပြီးတော့ထူးခြားတဲ့ဖြစ်စဉ်တွေလည်းရှိတယ်။အဲ့ဒါကဘာလဲဆိုတော့ဒါမိုးမိတ်ကိုစစ်အုပ်စုတံပြန်ပြီးတော့လွှဲပြောင်းပေးတဲ့ဟာကိုပေါ့နော်။ မနှောက်ရှက်ဖို့ KIA ကိုတရုတ်အစိုးရကသတိပေးတယ်ဆိုပြီးတော့သတင်းတွေထွက်ပေါ်နေတာရှိတယ်။ဒါဟာဖြစ်လာနိုင်ခြေရှိတဲ့အရာတွေဆိုပြီးတော့ဒါကျွန်တော်ကြိုပြီးတော့တွက်ချက်ထားတဲ့ပုံစံတိုင်းပဲပေါ့နော်ဒါတရုတ်ကအခုဆိုရင်လက်တွေလှုပ်ဆောင်တယ်လို့ပြောရမယ်။ဘာကြောင့်လဲဆိုရင်တရုတ်ကသူ့ရဲ့အကျိုးစီးပွားထိခိုက်လာတဲ့အခြေအနေတိုင်းမှာအခုလိုမျိုးလှုပ်ရက်တွေလှုပ်တယ်ပေါ့နော်။ငဇက်ဂိတ်တွေပိတ်ပစ်တာမျိုးတွေရှိတယ်။အဲပျော်ပျော်တင်းတင်းပဲကြောင်းဝင်ပြီးတော့ဆွဲဖက်တာမျိုးတွေရှိတယ်။လာရှိုကိစ္စကိုကြည့်မယ်ဆိုလဲတိတာစီတယ်ပေါ့နော်။ဒါဆက်ဆံရေးယုံနေရာစဖွင့်ပြီးတော့ဒါသူတို့ကိုယ်တိုင်အဲ့မှာလာနေပြီးတော့ စောင့်ကြည့်တဲ့ပုံစံမျိုးတွေကစားလောက်ခဲ့တာတွေရှိတာပေါ့ဗျာအဲတော့ကျွန်တော်ဒါတရုတ်ကဒါကျွန်တော်တို့နိုင်ငံရဲ့အရေးကိုပေါ့နော်ပျော်ပျော်တင်းတင်းဆွတ်ဖက်နေတဲ့ပုံစံမျိုးတွေမြင်တွေ့နေရတယ်ပေါ့နော်အဲတော့ဒီအပြစ်ရက်ဖို့ဒါ KIA ကိုဆွတ်ဖက်တဲ့ပုံစံမျိုးတွေလည်းဒါရှေ့ကာလတွေမှာလည်းရှိခဲ့တယ်အဲဒီနယ်မြေပေါ့နော်ဒါနေဆက်ဒေတာတွေမှာပေါ့နော်အဲဒါလုံခြုံမှုအတွက်တည်ငြိမ်မှုအတွက်ပေါ့နော်ဒီလိုမျိုးတိုက်ပွဲတွေမဖော်ဆောင်မှုအတွက်ဆိုပြီးတော့ဒါ KIA ကိုပြောခဲ့ဘူးတာကြီးလည်းရှိတယ်ပေါ့နော်အဲဒါမှမဟုတ်လေဒါ KIA ကလည်းသိရတဲ့အတိုင်းပဲ ငါတို့ကဒီဥစ္စာအကြမ်းဖက်နေတာမဟုတ်တိုက်ပွဲတွေဖော်ဆောင်နေတာမဟုတ်ဘူးငါတို့နေမြေတွေကိုဒီလိုမျိုးကျူးကျော်ဝင်ရောက်လာတာအတွက်ပေါ့နော်နိုင်ကျင့်နေတာတွေအတွက်အခုလိုမျိုးပြန်ပြီးတော့ခုခံတွန်းလှန်တာဖြစ်တယ်ဆိုတဲ့ပုံစံမျိုးပြန်ပြောခဲ့တာဖြစ်တဲ့အတွက်တရုတ်ကြီးရှူးရှူးရှားတော့ဖြစ်မှာပဲပေါ့နော်အဲဒါကြောင့်မလို့နေဆက်ဂိတ်တွေကိုပိတ်ပိတ်ချခဲ့တာတွေရှိတယ်အဲအဲ့ဒီတိုင်းပဲ KI ဘက်ကလည်းပြန်ပြီးတော့မင်းတို့မှပိတ်ငါတို့လည်းပိတ်အမှန်တော့ဂိတ်ဆိုတာဗျာ တဖက်ကပိတ်လိုက်ရင်ဘက်ဘက်ကမှသွားလို့မရတော့ဝင်လို့လည်းမရဘူးထွက်လို့လည်းမရဘူးဒါပေမဲ့ KNY လည်းပြတ်တယ်မင်းတို့မှပိတ်ရင်ငါတို့လည်းထပ်ပိတ်တယ်ဆိုပြီးထပ်ပြီးတော့ပိတ်ခဲ့တယ်ပေါ့နော်နောက်ဆုံးဒီ gate တွေပြန်ဖွင့်နေဆိုတဲ့ဟာလည်းရှေ့ကာလသတင်းတွေမှာတွေ့ရလိမ့်မယ်ပေါ့နော်အဲ့တော့တရုတ်ရဲ့ swap မှုကပေါ့နော်သူ့နယ်စပ်မှာအခြေချတဲ့အဖွဲ့တိုင်းအပေါ်မှာဒါအနည်းနဲ့အများတော့လုံနေတာပဲရှိနေတာပဲပေါ့နော်လုံလို့ရသလောက်လည်းသူတို့လုံကိုလုံတယ်အဲ့တော့ KNY ကတည်တဲ့အတိုင်းပဲအာဒီ swap မှုတွေဒီလိုမျိုးဒါ PR တွေပေါ့နော်အဲ့ဥစားကြီး KNY အနေနဲ့လည်းအနည်းနဲ့များတော့ခံစားရတယ် အဲဒါပေမဲ့လည်းပေါ့နော်တရုံနဲ့ကြီးပဲလုံလုံထိဆက်နေတာမျိုးဆိုတာထက်ပေါ့နော်တခြားနေဆက်ထွက်ပေါက်တွေကိုဒါချိတ်ဆက်ထားလို့ဒါလည်းဒါအဆင်ပြေနေတယ်ဆိုတဲ့ပုံစံမျိုးတော့ယူဆလို့ရတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ချင်းဘက်ကနေအိန္ဒိယဘက်ကနေဒါမျိုးပုံစံမျိုးတွေထိဆက်နေတာဖြစ်တဲ့အတွက်ပေါ့နော်။ဒါမဟာမိတ်ပုံစံမျိုးနဲ့အဲဆက်ဆံနေတာဖြစ်တဲ့အတွက်ပေါ့နော်။အဲဒါကြောင့်မလို့ဒီထွက်ပေါက်တွေကတော့ရှိနေတော့မယ်ပေါ့နော်။အဲကြောင့်တရုတ်ကလုံးချင်တိုင်းတော့လုံးလို့ရတဲ့အနေထားတော့မရှိဘူး။ဒါပေမဲ့လည်းအခုလိုမျိုးပိတ်လိုက်တဲ့ခါကျတော့ကျွန်တော်တို့ထိကြိုက်တာတွေနစ်နာရတော့ရှိတာပေါ့ဗျာ။ လွယ်လွယ်ကူကူဒါကုတန်းသွားလာရေးတွေလုံးလုံးမရဘူးအဲပြီးရင်ရောင်းဝယ်ဖောက်ကွာမှုတွေလုံးလုံးမရဘူးအဲဒေတာတွင်းအလောက်ကန်ခွင့်လန်းတွေချဆင်းတာတွေရှိလာနိုင်တယ်စစ်ကောင်စီဘက်ကနေပြီးတော့ပိတ်လိုက်တယ်ဆိုရင်လည်းဒေတာတွင်းမှာရှိတဲ့ဒါဒေတာကန်ပြည်သူတွေပို့ပြီးတော့ခက်ခဲတာတွေရှိလာတယ်ပြီးတော့ဒီထုတ်လို့ရေးပိုင်းတွေဘာကြီးနဲ့ဆိုလဲဒါအားလုံးလည်းသိကြမှာပေါ့နော်ဒါဆက်ယုံနေပါတွေကအစပါเนาะဒါကုံညမ်းနေရှားပါသွားတဲ့ကိစ္စမျိုးတွေကအစကြုံရနိုင်ချေရှိတယ်ပေါ့เนาะအဲ့တော့အနေနဲ့များတော့တယောင်မှုရှိတယ်ပေါ့เนาะအဲ့တော့ဒီလိုဆွတ်ဖက်မှုတွေကဒီတရုတ်အနေနဲ့ကတော့အမြင့်လုံနေကြဖြစ်တယ် အမိုးကုတ်မိုးမေကိစ္စမှာဒါမိုးမေက KIA နဲ့သွားပြီးတော့ဆက်ဆက်သလိုသွားဖြစ်တာပေါ့နော်အဲဘာကြောင့်လဲဆိုတော့ဒါ TNL ကတရုတ်ရဲ့ဆွဲဖက်မှုနဲ့ဒီမျိုးတွေကိုပြန်ပေးဖို့သဘောတူခဲ့တာရှိတယ်ရောက်တဲ့နေရာမှာနှစ်ဖက်အပြည့်ရက်ပြီးတော့သဘောတူလက်မှတ်ထိုးခဲ့ကြတယ်အဲဒီနောက်ပိုင်းမှာဒီမျိုးတွေကိုရသလောက်ကာကွယ်မယ်လို့တော်လိုင်းအင်အားစုတွေကလည်းကြွေးကြော်ခဲ့ကြတာရှိတယ်အဲဒီလိုမျိုးကြွေးကြော်ပြီးရဲ့နောက်ပိုင်းမှာဒါမိုးမေအတွက် KIA နဲ့ ABSDF ကဒီစစ်ရေးအကူအညီမယ်ဆိုပြီးတော့ထုတ်ဖော်ပြောခဲ့တာရှိတယ်ပေါ့နော်အဲ့တော့ ဒီလိုမျိုးပြောဆိုပြီးတဲ့နောက်မှာပဲဒါတရုတ်အထူးတန်တမန်တိတ်ရှိကျွန်းအဲသူကဒါ KIA ဒါဗိုလ်ချုပ်ကြီးကန်ရှောင်ပေါ့နော်အဲတွေ့ပြီးတော့ဒါနိုဝင်ဘာ20ရက်နေ့ကုမင်းမှာဒီလွှဲပြောင်းမှုကိုပေါ့နော်ဒီမျိုးတွေလွှဲပြောင်းမှုဒီမိုးမိတ်ကိုလွှဲပြောင်းမှုပေါ့နော်အဲလွှဲပြောင်းမှုကိုမနှောက်ရှက်ဖို့သတိပေးခဲ့တယ်ဆိုပြီးတော့ဒါ AI ကတင်ထားတာတွေ့ရတယ်ပေါ့နော်ဒါဟာတော်တော်ကိုစိုးရွားတဲ့ဆွတ်ဖတ်မှုလို့ပြောရမှာပေါ့လေနော်အဲသူတို့ဖြစ်စေခြင်းတဲ့အတိုင်းကိုလာပြီးတော့ကျွန်တော်နိုင်ငံထဲမှာခြေလှယ်နေတာအခြားလက်နက်ကိုင်အဖွဲ့ကိုလည်းပေးခိုင်းတယ် နောက်ထပ်လက်နက်ကိုင်အဖွဲ့တွေကိုလည်းမနှောက်ရှက်ဖို့ပြောတယ်။အဲအဲ့ဒီညမှာပြောရမှာကဒိုင်းရင်သားတော်လည်းတပ်ဖွဲ့တွေကိုပဲသူကအဲ့လိုလုံနိုင်တာပေါ့နော်။ PDF တပ်ဖွဲ့တွေကိုသူကစကားတည်းတောင်ထင်မပြောဘူး။အဲ PDF တက်ဖွဲ့တွေကိုဒီလိုလုံးလို့လည်းမရဘူးဆိုတော့သူတိထားပုံရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အတွက်နီးလန်းကအဲ့ဒါဟာပဲ PDF တက်ဖွဲ့တွေပို့ပြီးတော့အားကောင်းဖို့လိုတယ်ပေါ့နော်အဲ့ဒါလည်းအရေးကြီးတဲ့အချက်တစ်ခုဖြစ်တယ်အဲ့တော့တော်လိုင်းအင်အားစုတွေနဲ့ဒါစေအုပ်စုကြားတိုက်ပွဲတွေဖြစ်ရင် KIA က PDF တက်ဖွဲ့တွေကိုစေအေးရကူညီမယ်ဆိုပြီးတော့ပြောခဲ့ဘူးလားရှိတယ်လို့ပေါ့နော်အဲ့ဒီအကြောင်းနဲ့ပတ်သက်လို့လည်း ဒေါ်လိုင်းအင်အားစုတွေနဲ့စေအုပ်စုကြတိုက်ပွဲတွေဖြစ်ရင်ဒါ KIA ကပြည်သက်တွေကိုကူညီမယ်လို့မီဒီယာကိုကျွန်တော်ပြောခဲ့ပြီးအဲ့ဒီသဘောထားကမပြောင်းလဲဘူးလို့လည်းဒါ KIA ပြောခွင့်ရဖို့မင်းနော်ဘူးကဆက်ပြီးတော့ပြောဆိုထားတာ ရှိတယ်ပေါ့နော်အဓိကတော့ကူညီမှာပဲဒီလိုမျိုးဆွတ်ဖက်တာတွေရှိလာတယ်ဆိုရင်တော့မှပဲကူညီမယ်ဆိုတဲ့ပုံစံမျိုးတွေတော့မြင်တွေ့နေရတယ်။ဒါပေမဲ့ဒီဥစ္စာကလည်းတိကျအတည်ပြုနိုင်တဲ့ပုံစံမျိုးတော့လည်းမရှိဘူးပေါ့လေနော်။အဲ့တော့ဘလို့ပဲဖြစ်ဖြစ် KIA ကတော့ PDF တပ်ဖွဲ့တွေကိုဆက်ပြီးတော့ကူညီမယ်ဆိုတဲ့ ပုံစံမျိုးကတော့လုံးဝမီဒီယာမှာပြောခဲ့တဲ့အတိုင်းပဲမပြောင်းလဲဘူးဆိုတာသိရတယ်။အခုလိုမျိုးတရုတ်က KIA ကိုဒီကိစ္စတွေမှာဝင်မပါဘူးပြောတာသာမှန်ခဲ့မယ်ဆိုရင်ဒါ KIA ကိုလည်းဒါတရုတ်ကရသလောက်တော့ဆွဲဖက်မှုတွေလုပ်နေပြီဆိုပြီးတော့ပြောရမှာဖြစ်တယ်။အဲ့တော့ပြီးတော့ဒီတိုက်တိုက်ဆိုင်ဆိုင်ပေါ့နော်ဒါမြစ်ဆုံစီမံကိန်းရှေ့မှာကျွန်တော်တို့ပြောခဲ့ကြရတယ်။မြစ်ဆုံစီမံကိန်းကိုစစ်ကောင်စီကပြန်ဆမယ်ဆိုတဲ့ပြန်တန်းပေါ့နော်။အဲ့တော့ဒါမြစ်ဆုံစီမံကိန်းပြန်ဆဖို့စစ်ကောင်စီရဲ့ပြန်တန်းမှာကော်မတီဖွဲ့ထားကြောင်းထုတ်ပြန်လာတာလည်းမကြသေးဘူးပေါ့နော်။အဲ့တော့မြစ်ဆုံစီမံကိန်းဆိုတာကလည်း ် KIA နေမြေထဲမှာပဲရှိတာပေါ့နော် KIA ဘက်ကလက်ခံမှသာပြန်စနိုင်မဲ့နေရာဖြစ်တယ်အဲ့တော့တရုတ်က KIA ကိုညှိနှိုင်းနေပြီလားဆော့ဖ်မှုတွေပုံမှုပြီးတော့လှုပ်ဆောင်နေပြီလားဒါတွေကိုတော့ကျွန်တော်တို့မသိရဘူးမသိနိုင်ဘူးတစတစနဲ့ဒီမိုးမိတ်ကိစ္စကိုပါအခုလို့အခြားတိုင်းရင်းသားတပ်ဖွဲ့တွေအပေါ်ဒီပြောင်ပြောင်တင်းတင်းဆွတ်ဖက်လာတာတွေတွေ့နေရတယ်ပေါ့နော်အဲ့တော့အခြားသတင်းတွေရလဲဒါကျွန်တော်ဒီစစ်ကောင်စီကပေါ့နော်မိုးမိတ်မျိုးတွေကိုအရက်ဝတ်တင်နေပေါ့နော်ဒါမှမဟုတ်လေဒါ TNL uniform နဲ့ဆိုတဲ့ပုံစံမျိုးပေါ့နော်အယောင်ဆောင်ပြီးတော့ င်ရောက်နေရယူနေရရှိတယ်ဆိုပြီးတော့လည်းသိရတယ်ဒါဒါတော့အတိမပြုတ်နိုင်သေးဘူးပေါ့နော်ဒါပေမဲ့လည်းအဲ့ဒါကဖြစ်နိုင်ခြင်းရှိတယ်ဘာကြောင့်လဲဆိုတော့စစ်ကောင်စီဖြစ်နေလို့ကိုဒါကဖြစ်နိုင်ခြင်းရှိတာအဲဘာကြောင့်လဲဆိုတော့စစ်ကောင်စီကတည်တဲ့အတိုင်းပဲခိုးချောင်ကိုကကိစ္စမျိုးတွေအသွင်ယူတဲ့ကိစ္စမျိုးတွေပေါ့နော်ကလိန်ကြီးကိစ္စမျိုးတွေကသူတို့ပဲတောက်လျှောက်လုပ်ခဲ့တာပေါ့နော်အဲဒါကြောင့်မလို့ဒီလိုမျိုးမိုးမိတ်မျိုးတွေကိုဒါအယောင်ဆောင်ပြီးတော့ပေါ့နော်ခြားအဖွဲတွေအယောင်ဆောင်ပြီးတော့ဝင်ရောက်နေရယူတယ်ဆိုတဲ့ကိစ္စကလည်း ဖြစ်လာနိုင်ခြေရှိတယ်ပေါ့နော်ဒီအကြောင်းကိုတော့ကျွန်တော်တို့ဆက်လက်ပြီးတော့စုံစမ်းပါအောင်မယ်အဲအဓိကတော့ဒီလိုမျိုးပုံစံမျိုးကစစ်ကောင်စီဖြစ်တဲ့အတွက်ဒါကလုံနိုင်ခြေကိုရှိတယ်ပေါ့နော်အဲ့တော့လက်ရှိမလုံသေးဘူးဆိုရင်တောင်မှပဲလုတ်ကိုလုံလာနိုင်ခြေရှိတဲ့အရာဘာကြောင့်လဲဆိုတော့မိုးကုတ်ကိုဝင်တဲ့အချိန်မှာလေအဲ့လိုပုံစံမျိုးပဲသူတို့ဝင်သွားခဲ့တာအဲ့တော့စီမံချက်ပုံစံမျိုးနဲ့ကိုသူတို့ကသွားမယ်အနေထားအဲ့တော့ရှေ့ပြေးဖွဲ့တွေကိုခုနလိုအရဲဝတ်တွေနဲ့သွားမယ်ခိုးကြောင်ခိုးရနဲ့ဝင်မယ်ပြီးတာနဲ့မြို့ရဲ့အဓိကနေရာတွေကိုလိုက်လံကြည့်ရှုမယ်စစ်ဆေးမယ်ပြီးတာနဲ့အချက်ချာနေရာတွေမှာအင်အားတွေစုဖွဲ့မယ်အခြေပြုမယ်အ အပြီးမှနောက်ကနေပြီးတော့ဒါအဖွဲတွေထပ်ပြီးတော့လိုက်လာမယ်အင်အားတွေဖြစ်မယ်ဒါမျိုးပုံစံမျိုးဒါမိုးကုတ်မှာလှုပ်ခဲ့တာပါနော်အခုမိုးမိတ်ကိုလည်းအဲ့လိုပုံစံမျိုးပဲလှုပ်လာနိုင်ရည်ရှိတယ်အဲ့တော့ KIA ကဒါတရုတ်ကဒီထက်ပိုပြီးဆွတ်ဖက်လာမယ်ဆိုရင်မပြည့်စုံသေးတဲ့ကျွန်တော်ပြည်သက်တပ်ဖွဲ့တွေတော်လိုင်းအင်အားစုတွေပေါ့နော်ဒီတပ်ဖွဲ့တွေအတွက်လိုအပ်ချက်တွေအခက်ခဲတွေအများကြီးရှိလာနိုင်ခြင်းရှိတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့လက်ရှိအချိန်ထိကိုပဲတော်လိုင်းတပ်ဖွဲ့တွေကမပြည့်စုံကြသေးဘူးချို့ဖွဲ့တွေမြင်တဲ့အတိုင်းပဲယူနီဖောင်းတော့မှမရှိကြသေးဘူးပေါ့နော်ချို့ဖွဲ့တွေ လက်နက်ငယ်တော့ရှိတယ်။တိုက်ပွဲရဲ့အဓိကအဆုံးဖြတ်ပေးနိုင်မဲ့ချင်းချောက်မှုပေးနိုင်မဲ့ခုနလိုဒါအခုပြစ်လက်နက်တွေလက်နက်ကြီးတွေကစားမရှိသေးဘူး။အခုချိန်ထိလက်လုံတင်တဲ့တိုက်ပွဲဝင်နေရတဲ့တပ်ဖွဲ့တွေရှိနေတော့မယ်။အခုချိန်ထိကြီးစုတယ်ပြီးတာနဲ့တိုက်ပွဲသွားဖို့လေ။အဲအဲ့လိုပုံစံမျိုးနဲ့ပတ်စံစုလိုက်ကြီးဝဲလိုက်ပြင်တိုက်ပွဲဖော်လိုက်ဒါမျိုးပုံစံမျိုးနဲ့လုံနေရသေးတဲ့အဖွဲ့တွေလည်းရှိသေးတယ်ပေါ့နော်။အဲ့တော့စစ်ပွဲတစ်ခုအောင်မြင်မြင်နဲ့ဆင်သွင်းနိုင်မှုအတွက်အဆင်သင့်မဖြစ်သေးတဲ့အဖွဲ့တွေကလည်းအများကြီးရှိတယ်။ ဒါပေမဲ့လည်းညှဉ်းညူနေတာတော့မဟုတ်ဘူးရရင်ရသလိုပုံစံမျိုးနဲ့တိုက်ပွဲဝင်နေကြတယ်ဒါကြောင့်လည်းဒီနေ့ဒီချိန်နေထိရောက်တာပေါ့နော်အဲဒါကြတော့ပြေဆောင်မှုအတွက်အရန်လိုအပ်နေတာတွေရှိသေးတယ်အဲအဲ့လိုအပ်ချက်တွေကခုနလိုတရုတ်ရဲ့ဆွတ်ဖက်မှုတွေကြောင့်အခက်ခဲတွေလည်းအများကြီးတွေ့လာနိုင်ခြင်းရှိတယ်ပေါ့နော်အဲတော့ကြတော့ဒီအိန်းနီချင်းတရုတ်နိုင်ငံရဲ့ဖိအားကိုမဖြစ်မနေထည့်သွင်းစဉ်းစားသင့်တယ်ဆိုတဲ့ဟာကဒီဖြစ်စဉ်တွေကအကောင်းဆုံးတာရကတွေဖြစ်တယ်လို့ပြောချင်တယ်အဲတော့အိန်းနီချင်းနိုင်ငံရဲ့ဖိအားလုတ်ကင်းတဲ့ခုနကျွန်တော်ပြောတဲ့အချက်ပေါ့နော် ဓိကတော့ဒါ PDF တပ်ဖွဲ့တွေတော်လိုင်းအင်အားစုတွေအနေနဲ့ပုံမိုခိုင်မာတောင့်တင်းဖို့အရေးကြီးလာတယ်။အဲ့တော့ခုနကတော့ထားလိုက်တော့နေဆက်ကိစ္စမျိုးတွေမှာဒါရက်တည်နေရတာဖြစ်တဲ့အတွက်ပေါ့နော်အခြေဆိုင်နေရတာဖြစ်တဲ့အတွက်တရုတ်ကနီးမျိုးစုံနဲ့ဖိအားပေးတာမျိုးတွေကိုလွန်ဆန်လို့မရတာတွေရှိလာနိုင်ရရှိတယ်။အခု TNL လို့ပေါ့နော်။အဲဘလိုပဲဖြစ်ဖြစ်တို့ KN နေ budget တွေနည်းလာတယ်ပြီးရင်ဘုံကျဲခံရတာတွေများလာတယ်ပြီးတော့ဒါပေးဆက်ရတဲ့တရုတ်ကောင်တွေများလာတယ်အဲဒါကြောင့်မလို့ နောက်ဆုံးသူတို့ရင်နာနာနဲ့အဖြစ်ရက်တယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်သဘောတူခဲ့တယ်ဆိုတဲ့ပုံစံမျိုးအဗုဒ္ဓတာမုံကျော်ကလည်းဒီ post လေးတင်ထားတယ်အဲ့ဒါလည်းဆက်ပြောကြမယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးပုံစံမျိုးဖြစ်လာတာဖြစ်တဲ့အတွက်ဒီ PR တွေကနေလွတ်ကင်းနေတဲ့အခြားဖွဲ့တွေဘယ်ဖွဲ့တွေရှိသလဲကျွန်တော်တို့အဲ့ဒါသိချာစဉ်းစားဖို့ရည်ကြီးတယ်ဒီချိန်မှာဒါ PDF တပ်ဖွဲ့တွေကလည်းအရေးပါတဲ့ကဏ္ဍတစ်ခုမှာရောက်နေပြီတကယ်ကိုအရေးကြီးတဲ့ကဏ္ဍတစ်ခုမှာလည်းရှိနေပြီပေါ့နော်အဲ့ကြောင့်မလို့ဒီ PDF တပ်ဖွဲ့တွေကိုတိထပ်ပို့ပြီးခိုင်မာတောင့်တင်းမှုအတွက်ကို ဝိုင်းဝန်းပြီးတော့ကူညီပေးကြစီခြင်းနဲ့ဒါတွေကြောင့်မလို့လဲဒါ PDF တွေကိုစိတ်ချရတဲ့အဆင့်ထိရောက်အောင် KNY ကပံ့ပိုးပေးနေတယ်လို့လည်းတိစောက်ပေးနေတယ်လို့လည်းဒါယူဆရတယ်ပေါ့နော်ချုပ်ပိုင်းတွေမှာစစ်တွေသားအလိုက်ပေါ့နော် KNY ကဒါတော်လိုင်းညီကိုတွေကဥဆောင်ပြီးတော့ဒါဆွဲတင်နေတဲ့ပုံစံမျိုးတွေဆွဲခွန်နေတဲ့ပုံစံမျိုးတွေလက်တွဲခွန်နေတဲ့ပုံစံမျိုးတွေတွေ့ရတယ်ဒါ PDF တပ်ဖွဲ့တွေနဲ့ KNY တပ်ဖွဲ့တွေရဲ့ဂျားကဆက်ဆံရေးပုံစံမျိုးတွေကျွန်တော်တို့စုံစမ်းမိသလောက်သိရှိရသလောက်ပြောပြတာပေါ့နော် အဓိကတော့အဲ့လိုပုံစံမျိုးကိုဒါဘုကျုပ်ကွန်ဘောလို့ပါတော့အစပါเนาะထုတ်ပေါ်ပြီးရချီးကျူးတဲ့ပုံစံမျိုးတွေကစားရှိတယ်တဖြည်းဖြည်းနဲ့ဆွမ်းဆောင်ရည်ပြည့်ဝလာတဲ့ BDS တွေဖြစ်လာပြီးပြည်သူတွေအတွက်တကယ်ကိုအကျိုးပြုနိုင်တဲ့ဒါတက်ဖွဲ့တွေဖြစ်ပါစေဆိုတဲ့ပုံစံမျိုးနဲ့ post တွေကစားတင်ပြီးတော့ဗောနော်လူသိရှင်ကြားချီးကျူးခဲ့တာတွေရှိတယ်တက်ဖွဲ့တွေပို့ပြီးစိတ်တဲ့တက်ကြွအောင်တက်ဖွဲ့တွေပို့ပြီးဆွမ်းရည်တွေပြည့်ဝလာအောင်နှီးမျိုးစုံနဲ့တော့လှုံ့ဆော်ပေးနေတာတွေ့ရတယ်အတချိန်မှာတရုတ်ရဲ့ဖီအားတွေရင်ဆိုင်ရတယ်ဆိုရင်တော့မှပဲ ဒီလိုမျိုးလွတ်ကင်းနေတဲ့အဖွဲ့တွေကကောင်းကောင်းကြီးစစ်ကောင်စီကိုတုံ့ပြန်တိုက်ခိုက်နိုင်စွမ်းရှိလိမ့်မယ်ပေါ့နော်အဲဒါကြောင့်မလို့အဲ့ဒါကလည်းအခုနောက်ပိုင်းမှာအရေးကြီးတဲ့အချက်တစ်ခုဖြစ်လာတယ်အဓိကတော့တော်လိုင်းကြီးကပုံစံမျိုးစုံနဲ့သွားနေတာပေါ့နော်အဲ့တော့ပြောင်းလဲလာတဲ့အခြေအနေပေါ်မူတည်ပြီးတော့လယောညစ်တွေဖြစ်အောင်စူးစမ်းဖို့ကလည်းအရင်ရေးကြည့်တယ်ပေါ့နော်အဲဒါကြောင့်မလို့အခုလက်ရှိအချိန်ဒီမှာဒါတလိုင်းအင်အားစုပြည်ထောင်တပ်ဖွဲ့တွေကပို့ပြီးအရေးကြီးလာပြီဆိုတာလည်းပြောချင်တာပေါ့နော်တဖက်မှာလည်းစစ်ကောင်စီကတရုတ်အကူအညီနဲ့ဒါမုတ်ကုတ်မြို့တဲကိုပြန်ဝင်ခွင့်ရတယ်အရှင်မပြောခဲ့တဲ့အတိုင်းပဲသူတို့ဘလို့နီးနေမဲ့ဖြစ်ဖြစ် ြန်ဝင်ခွင့်တော့ရသွားတယ်ပေါ့နော်အဲ့တော့တရုတ်ကနေတဆင့်ဒါ TNL ကိုဖိအားပေးပြီးတော့အကာအကွယ်ယူတယ်မြို့တွေကိုခိုးချောင်ခိုးဝဲနဲ့ဝင်တယ်တက်တောင်မှအထိုင်မချရသေးဘူးတလိုင်းတက်ဖွဲ့တွေရဲ့ဆုံးမခြင်းခံရတယ်အဓိကတော့တလိုင်းတက်ဖွဲ့တွေရှိတဲ့နေရာတွေတိုးသွားတယ်ပေါ့နော်သွေးလိုဆန်းတဲ့ပုံစံမျိုးနဲ့စစ်ကြောင်းထိုးတဲ့သဘောမျိုးလှုပ်လာတဲ့အခါမှာတလိုင်းတက်ဖွဲ့တွေကဝိုင်းစော်ကြတယ်ဝိုင်းပြင်းကြတယ်အဲ့တော့မျိုးတဲကိုရောက်လို့မှတက်လေးတောင်မှအထိုင်မချရသေးဘူးအင်အားလေးတောင်မှတေချာမဆုဖွဲ့ရသေးဘူးခုလိုမျိုးတိုက်ခတ်ခံရပြီးတော့အထိနာတယ်အထိနာပြီးတော့မျိုးတဲကိုပြန်ဝင်ပြေးရတယ် ကားတွေတောင်ဂျန်ခဲ့တယ်ဆိုပြီးတော့သိရတယ်ဗောနော်ဒါကတော့အတီးပြုတ်ဖို့အတွက်လိုအပ်သေးတယ်ဗောနော်ထုတ်ပြန်လာတဲ့ခါကျရင်တော့တရားတိကျလေးသိရလိမ့်မယ်အဲ့တော့အဲ့လိုမျိုးဖြစ်သွားပြီးရဲ့နောက်မှာစစ်ကောင်စီဟာရှုံးမဲမဲတဲ့ပုံစံမျိုးနဲ့ဒါမြို့ထဲကနေပြီးတော့ဗောနော်အဓိကနေရာတွေမှာလက်နက်ကြီးတွေဆင့်နေအထိုင်ချတယ်ပြီးတာနဲ့ဒေါ်လိုင်းတပ်ဖွဲ့တွေရှိတဲ့ဘက်တွေကိုလက်နက်ကြီးပစ်ခတ်မှုတွေဇက်တိုက်လုပ်ခဲ့တယ်အပြီးရင်ဒါမြို့ရဲ့ချို့နေရာတွေဗောနော်မြို့နောက်ဘက်ပိုင်းမှာရှိတဲ့ချို့ရက်ွက်တွေကိုမိရှူတာတွေဖျက်ဆီးတာတွေလုပ်လာတယ်သူတို့ရဲ့ထုံးစံပဲဗောနော်မျိုးတစ်ခုကိုဝင်းနေဝင်းနေကြေးရွာတွေကိုဝင်းနေဆိုတာနဲ့ ဲ့ကောင်နေဘာစောက်ကြည့်မှန်းကိုမသိတာပေါ့နော်အဲ့လိုမျိုးမီးရှို့တဲ့ပုံစံမျိုးပါပေါ့နော်သူတို့ရဲ့ပစ္စည်းမဟုတ်ဘူးဗျာလူကပေါ့နော်လူလိုအသိရှိတယ်ဆိုရင်ဒီလိုမျိုးကိစ္စတွေမလုပ်ဘူးတကယ်သာကိုကျင့်တီလာနဲ့ပြည့်စုံတယ်ဆိုရင်ပေါ့ဗျာဘာကြောင့်လဲဆိုတော့ဒီအိမ်နေဒီခြံနေဒီအဖိုးတန်ပစ္စည်းပစ္စည်းရတွေကသူတို့ရှာဖွေထားတာမဟုတ်ဘူးသူတို့တိဆောက်ထားတာမဟုတ်ဘူးသူတို့အကုန်ကြခံထားတာမဟုတ်ဘူးပေါ့နော်အဲ့တော့ပြည်သူလူထုကသူ့ရဲ့ချွေးနှဲစာနဲ့ တို့တက်တက်လုံးမစားရမတော့ရဲ့စူဆောင်းပြီးတော့စောက်ခဲရတဲ့အိမ်နေရှိမယ်အဲ့လိုအိမ်မျိုးတွေကိုပေါ့နော်မိနစ်ပိုင်းလေးအတွင်းမှာဓာတ်စီလောင်းပြီးတော့မီရှိုးပလိုက်ဖို့ဆိုတဲ့အသိစိတ်ပေါ့နော်အဲ့လိုစိတ်မျိုးကတုံတန်ကောက်ကျစ်ဆင်းလဲတဲ့ကောင်တွေမှာတော့မရှိဘူးဒီကောင်တွေကအဲ့လိုမျိုးကောင်တွေဖြစ်တယ်ပေါ့နော်ဘာမှကိုကျင်းစာစိတ်ဆိုတာမရှိဘူးပြည်သူအတွက်ဆိုတာဘာမှမတွေးဘူးပေါ့နော်အိမ်တိုင်ဘလို့ဖြစ်လာသလဲဆိုတဲ့ဟာကအစားဒီကောင်တွေမသိဘူးဒါကြောင့်မလို့ပြည်သူကိုဘလို့မျိုးဒုက္ခပေးရမလဲဆိုတဲ့ဟာကိုပဲအမြဲတမ်းစဉ်းစားပြီးတော့လုံးဝကိုကျင်းစာစိတ်မရှိဘဲနဲ့လှုပ်ဆောင်နေတာရှိတယ်ပေါ့နော်အဲ့တော့ မြို့ရဲ့အနောက်ပိုင်းမှာရှိတဲ့ဗောနော်ချိုတာဒီရက်ွက်တွေကိုဗောနော်မိရှူတာတွေဖြည့်စည်းတာတွေလုပ်တယ်အဲသူတို့ကသူတို့ဒါပြည်ကွင်းရှင်းတာမြေကွင်းရှင်းတာလည်းဖြောကောင်းဖြစ်မယ်မိုင်းရှင်းတာလည်းဖြောကောင်းဖြစ်မှာဗောနော်ဒါပေမဲ့အဲပြည်သူတွေတော့အထီးကန့်ဖြစ်ဘာကြောင့်လဲဆိုတော့စစ်ဆောင်နေရတဲ့နေရာတွေဖြစ်တယ်ဗောနော်အဲ့တော့ကြေးခွဲပြီဗျာကျွန်တော် ပြောတာဘာကြောင့်လဲဆိုတော့ဒီနေရာကနေပြီးတော့စစ်ဆောင်သွားရတယ်ဆိုတော့ပြည်သူတွေကဗောနော် လုံးဝဒီနေရာမှာပဲသူတို့ရဲ့ပိုင်ဆိုင်မှုရှိတာလေအချိန်တန်ရင်သူတို့ပြန်လာခြင်းပါပဲအဲ့လိုမျိုးပြန်လာတဲ့ခါကျရင်ဟာငါတို့အိမ်ကငုတ်တူလေးပဲကျန်တော့တယ်ဆိုတဲ့အဖြစ်မျိုးရင်နာနာကြီးနဲ့သူတို့ကြည်နေရမှာအခုဆိုရင်သူတို့ဘလောက်တောင်စိတ်ပူနေမလဲသူတို့အချိန်နေရတာပေါ့နော်ဒါအခုလိုမျိုးဒါတေးရမှာဆိုးလို့ပေါ့နော်တိုက်ပွဲတွေဖြစ်လာမှာဆိုလို့ရှောင်ကြအခုဆိုသူတို့အိမ်နေပါသွားလားဆိုပြီးတော့စိတ်ပူနေရမှာဝမ်းနေနေရပဲပါသွားရသူတွေဆိုရင်စိတ်မကောင်းဖြစ်နေရပဲတွေးမှာပဲစိတ်တက်တွေအမျိုးမျိုးကြာစင်းတာတွေရှိမှာပဲဒီကောင်တွေတော်တော်ကိုမိုင်းရင်းဆုပ်ပဲ့တဲ့ကောင်တွေပေါ့နော် အဲ့လိုပုံစံမျိုးနဲ့လုပ်နေတာတွေရှိလာတယ်။အဲ့တော့အဲ့လိုယုံမာတာတွေလုပ်တဲ့အပြင်တိုက်ပွဲဖြစ်ပွားမှုတွေအပေါ်မှာ TNL ကအပြည့်အဝတာဝန်ရှိတယ်ဆိုပြီးတော့လေဒါဇုံမဲလုံးတို့ကအရေးပေါ်ထုတ်ပြန်တယ်ဆိုပြီးတော့သတင်းတွေတွေ့ရတယ်။အဲ့တော့အဲ့တဲ့တင်းနေတာအမှန်ဆိုရင်ဒါစစ်ကောင်စီကမြို့ကိုပြန်တိုက်ယူနိုင်ဖို့သူ့မှာအရေးချင်းမရှိဘူးဆိုတဲ့ဟာကိုထပ်ပြီးတော့ပြသလိုက်တာပဲပေါ့နော်။သူတို့အင်အားကြီးရောက်တယ်လေ။သူတို့ထောင်ထဲကြီးတဲ့အင်အားကြီးရောက်တယ်။အဲ့လိုမျိုးရောက်တဲ့အင်အားကြီးရှိလာတဲ့အခါမှာသူတို့စစ်ကြောင်းထိုးတယ်ထိုးတဲ့အခါမှာသူတို့ဘင်းငံရတယ် ်ပြင်းခံရတဲ့ဟာကို TNL ကိုအပြည့်အဝတာဝန်ယူခိုင်းနေဆိုတော့ဒါတော်တော်လေးကိုဒါဒီကောင်နေကြောက်ချီးပန်းနေတာပေါ့နော်ဟာမင်းတို့စစ်သားမဟုတ်တော့ဘူးလားလို့ပြောရမှာဟမ်စစ်သားတော့မဟုတ်ဘူးစစ်သားမဟုတ်ဘူးဒီကောင်နေအချမ်းဖက်စစ်သားပေါ့နော်ဟာမင်းတို့ကောင်နေလက်နဲ့ထိမပါဘူးလားဟာမင်းတို့ကောင်နေယူနီဖောင်းနဲ့ဝတ်တာမဟုတ်ဘူးလားယူနီဖောင်းနဲ့ဝတ်ချင်မှတော့ဝတ်မှာပေါ့နော်ဒါနိုင်လို့ဖြစ်သွားအဓိကတော့ဗျာလုံးဝတကယ်အချမ်းဖက်အင်ကာရက်နဲ့အကုန်ပြည့်စုံတဲ့ကောင်နေအကောင်နေ အဲ့လိုမျိုးကောင်းတယ်မင်းတို့မှာအင်အားကြီးနဲ့လာတယ်လက်နက်တွေလည်းအပြည့်စုံပါတယ်လက်နက်ကြီးတွေလည်းပါတယ်ဒီကြားတွေကမှမင်းတို့သွားပြီးတော့ရှာရှည်ပြီးတော့ခြေချလိုက်တဲ့နေရာမှာမင်းတို့ကိုပြင်းခံလိုက်ရတယ်အဲ့ဒီပုံမှာ DNA လေးကပြေကွာတာဝန်ယူရမယ်ဆိုတဲ့ပုံစံမျိုးပြောကနေကိုတော့ပေါ့နော်ဒီကောင်တွေဟာတော်တော်လေးကိုကြောက်နေကြဖြစ်နေတယ်မြို့ကိုသူတို့တွေပြန်တိုက်ယူဖို့အတွက်သူတို့မှာအင်အားမရှိဘူးအင်အားမရှိဘူးဆိုတော့သူတို့မှာပြန်တိုက်နိုင်တဲ့ခွန်အားမရှိဘူးပြန်တိုက်နိုင်တဲ့အရေးချင်းမရှိဘူး တိုက်ဝဲဖြစ်မှာတော့ကြောက်နေတယ်တိုက်ဝဲဖြစ်နေတော့ငါတို့ခုလိုမျိုးတိုက်ခိုင်းရတာမင်းတို့ကြောက်ဆိုလက်ညှိုးထူဒီကောင်နေမဆက်တတ်တာတကယ်ယွန်စရာကောင်းတယ်ပေါ့နော်ပြောရတာတော့အားရတယ်ပေါ့နော်အဲ့တော့ဒီသတင်းသာအမှန်ဆိုရင်စစ်ကောင်စီကမြို့ကိုပြန်တိုက်ယူဖို့သူတို့မှအရေးချင်းမရှိဘူးလို့ပြောလိုက်တာ ਨੇ အတူတူပဲတေယိုရဲ့ဖီအားကိုယူပြီးတော့မျောလိုက်နေတဲ့သဘောနဲ့ TNL ကိုတာဝန်ခံခိုင်းပြီးတော့မိုးကုံနဲ့မိုးမိတ်မျိုးတွေကိုဝင်ရောက်နေရာယူနေတာလို့ပြောရမှာဖြစ်တယ်အခုလိုမျိုးဒါမိုးကုံမိုးမိတ်အခြေအနေနဲ့ပတ်သက်ပြီးတော့ပြည်သူတွေစိတ်ရှုပ်ထွေးနေကြရရှိတယ်အားမလို့အားများဖြစ်နေကြရရှိတယ် အဲဘလိုဝဲဖြစ်ပေါ့နော်စိတ်ခံစားချက်တွေအမျိုးမျိုးဖြစ်ပေါ်နေတဲ့အချိန်မှာဒါမနေ့ကညပေါ့နော်ညတကောင်အချိန်လောက်မှာ TNL အထွေထွေတွင်းရမှုချုပ်ဒါပို့ချုပ်တာဘုံကျော်ကသူ့ရဲ့ Facebook စာမျက်နှာမှာဒါမိုးကုတ်နီကဆိုတဲ့ခေါင်းစဉ်နဲ့ပေါ့နော်ဒါ post ခုရေးသားခဲ့တယ်အဲ့ post ထဲမှာဆိုရင်ဒါပထမဆုံးတကယ်ပေးဆက်နေတဲ့သူတွေကိုတောင်းပန်ခြင်းတယ်တဲ့ရင်ထဲလှိုက်လိုက်လဲလဲနာကျင်ရတာမို့လို့အနှွံ့ညွံ့တောင်းပန်ပါတယ်တဲ့အဲ့တော့ဒါ TNL ဒါအထွေထွေတွင်းရမှုချုပ်ရဲ့ရေးထားတဲ့ post တွေကအကြောင်းလေးကျွန်တော်နည်းနည်းကြည့်ကြပါဦးပေါ့နော် အားလုံးကတော့ဖက်ပြီးသားပါအဲတောင်နိုင်ငံရေးရဲ့ဒါပန်းနိုင်ငံမိုးကုတ်မြို့ကိုတောင်ပြည်နယ်နဲ့ပြန်ပအောင်ဂျိုးပန်းရေးဖြစ်တယ်ဗောနော်ဒါကတော့မိုးကုတ်နဲ့ပတ်သက်လို့ပြောတာဖြစ်တယ်အခုတော့ဒါလက်ထဲရောက်လာတဲ့ကိမ့်မုတ်ကိုမစားရဘဲနဲ့ပုတ်ချခံရရသလိုအသေးကွဲခဲ့ရဗောနော်ချို့ဟာရတော့ကျွန်တော်ကြော်လိုက်မယ်ကျွန်တော်ပြောချင်တဲ့အကြောင်းအရာလေးပဲထုတ်နှုတ်ပြီးတော့ပြောလိုက်မယ်ဗောနော်အဓိကတော့မိုးကုတ်ကိုရပြီးမှပြန်ပေးလိုက်ရတဲ့အပေါ်ကိုသူတို့လည်းဒါရင်းနေကွဲရတယ်ဆိုတဲ့ပုံစံမျိုးဗောနော်ပြီးတော့ပေးဆက်ဆွလွန်သွားရတဲ့သူတွေအနစ်နာခံရတဲ့သူတွေကိုတောင်းပန်ထားတဲ့ပုံစံမျိုးတွေ့ရတယ်ကံမကုန်သေးရင်တော့ဒါစူးစမ်းရသူအတွက်ရလက်ရှိစမြဲလို့ယုံကြည်တယ်တဲ့ ဒါလည်းဟုတ်တယ်တကယ်စူးစမ်းမယ်ဆိုရင်တော့ရလကထွက်မှာပဲတကယ်စူးစမ်းဖို့ပဲလိုတယ်ဗောနော်အဲ့တော့တစ္ဆာပေါက်လို့ပပဆက်ဆက်ပြောတဲ့သူတွေကိုဒေါ်လာကြီးနှလုံးသေးချပြန်သုံးသပ်ပြီးတော့အရှိတရားတွေကိုလက်ကင်ထားစီချင်ပါတယ်ဆိုတော့အခုချိန်ထိ TNL ပေါ်မှာနားလည်ပြီးတဲ့ပြည်သူတွေအများကြီးရှိပါသေးတယ်နှစ်ဖက်မျှတွေးပြီးတဲ့သူတွေအများကြီးရှိသေးတယ်ဗောနော်ဒီ PR ဆိုတဲ့ဟာကလည်းတကယ်ခံစားရဘူးတဲ့သူမှပဲတိလိမ့်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒီအစ်စ်နေထိနားလည်ပြီးတဲ့ပြည်သူတွေလည်းအများကြီးရှိသေးတယ်ဗောနော်အဲ့တော့ရေဒေါ်လာကြီးမှာဒါ10နှစ်ကျော်တိစောက်ထားတဲ့အရင်းမြစ်တွေနဲ့အကောင်းဆုံးပံ့ပိုးခဲ့တယ်တဲ့ လက်သုံးချောင်းထောင်တဲ့သူတွေကိုလစဉ်ဆန်အိတ်ထောင်ကြီးပိုင်းကျွေးမွေးမြင့်တင်လေ့ကျင့်ထားတယ်တဲ့သုံးလနှစ်ကာလအတွင်းမှာရဲဘော်အင်အားထောင်ချီပေးဆက်အရင်းပြုခဲ့တယ်တဲ့လက်နက်အကျွေးဒေါ်လာဘီလီယံချီအကျွေးတင်ခဲ့တယ်တဲ့အာနာရှင်ရဲ့နယံကိုခေါင်းနဲ့အတင်းဝင်တိုက်လို့ဥကောင်းကသွေးချင်းနီရဲလို့တေမလောက်ပါပဲပေါ့နော်ဒါတွေကတော့ဒါတို့တွေခံစားခဲ့ရတဲ့ခံစားချက်တွေနဲ့ပတ်သက်ပြီးတော့တို့လှုပ်ဆောင်ပေးခဲ့တဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့ပွင့်အံလာတဲ့ဟာတွေဖြစ်တယ်ပေါ့နော်အဲ့တော့ဒါတွေလည်းလက်ခံရမယ့်အရာတွေဖြစ်တယ် အဲနောက်တစ်ခုကဒါဗမာတွေဒီဒေးခေါ်လို့လိုက်မပါနိုင်ပေမဲ့ပေါ့နော်မိယာအရှိန်နဲ့လိုက်ဖို့ကြိုးပမ်းခဲ့တယ်တကယ်တကယ်1027လို့တော့ဘယ်ဒီဒေးကမှလက်တွေ့ပါမလာပဲနဲ့နောက်ဆုံးကိုပဲအထီးကျန်ရွာကအင်သူလိုင်းတွေပါဒါလင်းရင်ဘုံနဲ့တင့်ခဲ့ကြတယ်ပေါ့နော်ရင်ဘက်တွေတဖျံဖျံကွဲအသေးနှလုံးတွေနာကျင်ရတယ်ကြီးမရှိဘတ်ဂျက်မရှိသေးစရာလူသူလဲနဲလာတော့မိုးကုတ်မိုးမင်းနဲ့ညှိပြီးတော့အပြစ်ရရတယ်ပေါ့နော်အဲ့တော့ဒါကတော့ဒီလိုဒီကြောင်းနေကြောင်းမလို့ဒီလိုမျိုးအပြစ်ရရချင်းဖြစ်တယ်ဆိုပြီးတော့ရှင်းပြထားတယ်လို့ပဲဒါမှတ်ယူမိတယ်ဗောနော်အဲ့တော့ ဒါကြည်မရှိဘတ်ဂျက်မရှိသေစရာလူသူလဲနဲလာလဲဆိုတဲ့ဟာတွေကလည်းခန်းစားပြီးလို့ရတယ်အဲပွဲကမပြီးသေးဘူးပေါ့နော်အဲ့ဒီဟာတော့တကယ်ဖြစ်စေချင်ပါလေပွဲတကယ်မပြီးသေးဘူးဆိုတဲ့ဟာကိုပဲဖြစ်စေချင်တယ်ပွဲတကယ်မပြီးသေးဘူးဒါပေမဲ့အစဲတွေကတော့စုံလွန်းလာတယ်ပေါ့နော်ဒါကတော့ပြည်သူကိုလည်းပြန်ပြီးတော့နားလည်းပေးစေချင်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ပြည်သူကလည်းဒီလိုမျိုးရပြီးသားနေရာတစ်ခုကိုပြန်ပေးလိုက်ဖို့အတွက်ပေါ့နော်ဆုံးဖြတ်ချက်ချလိုက်တဲ့အပေါ်မှာသူသူကိုကိုကတော့ဒီလိုမျိုးအာတုံ့ပြန်မှုတွေတော့ရှိမှာပဲပေါ့နော်ဒါကိုလည်းခေါင်းဆောင်တအူးဖြစ်တဲ့အတွက်ပေါ့နော် အဲပြည်သူတွေကိုလည်းပြန်ပြီးတော့နားလည်ပေးစေခြင်းနဲ့ဘွဲမပီသေးဘူးဆိုတော့ဒါစာကြောင်းလေးကိုလည်းကျွန်တော်တို့ကပို့ပြီးတော့ဆန္ဒပြုတ်တယ်ပေါ့နော်ဖြစ်စေခြင်းနဲ့အဲအိုကွဲတဲ့ဒါမင်းတို့ကိုကြွေးခဲ့လို့လူဖြစ်လာတဲ့သူတွေမိုးကုတ်ကိုပြန်သိမ်းတာမြင်ကျင်ဆန်းပါတယ်ပေါ့နော်တို့ကိုဆဲလို့မောရင်ဖြစ်နာနာပြီးဆဲပေါ့နော်ပြီးတော့အာနာရှင်ကိုလည်းနာနာပြီးတော့တိုက်ပါလေတဲ့အဲ့လိုပေါ့ဒါဆိုအရာကြီးကြရင်တော့ဒါလူငယ်ပီပီပေါ့နော်လူငယ်ကောင်းဆောင်တယောက်ပီပီအပွင့်အံထွက်လာတဲ့ခန်းစားချက်တွေလည်းမြင်ရတွေ့ရလိမ့်မယ်ပေါ့နော်တခုကျွန်တော်စဉ်းစားမိတာဘာလဲဆိုတော့ဒီကောင်းဆောင်တယောက်ရဲ့ Facebook စာမျက်နှာကိုကျွန်တော်တို့တွေမှာကပဲနဲ့စစ်အုပ်စုကလည်းကြည်နေမှာပဲပေါ့နော်အဲ့တော့စစ်အုပ်စုအလိုကျပုံစံမျိုးတော့ဖြစ်မနေတာတော့သိကြတယ်ဗျစစ်အုပ်စုကလည်းဒီလိုမျိုးရေးသားကိုမြင်ရတဲ့အခါမှာသူတို့ကလည်းသိကြတယ်အဲဒီအဖွဲ့ကိုလုံးဝယုံကြည်မှာမဟုတ်ဘူးပေါ့နော်အဲအဲ့တော့ကြာအချင်းချင်းအကြောင်းမျိုးမျိုးကြောင့်သာအခုလိုမျိုးသဘောတူလိုက်ရတယ်အဲဒါပေမဲ့သူတို့ရဲ့ရှင်ထဲမှာတော့ဒီလိုရှိတယ်ဆိုတဲ့အကြောင်းကိုတော့ထုတ်ပြန်လာတယ်အဲဒါပွင့်အန်လာတယ်ပေါ့နော်အဓိကတော့ကျွန်တော်တို့ရန်သူများအောင်မလုပ်သင့်ဘူးကျွန်တော်တို့မိတ်ဆွေများအောင်လုပ်သင့်တယ် ို့လူတွေကိုရန်သူပဲရောက်အောင်လဲကျွန်တော်တို့မကန်ထုတ်သင့်ဘူးဆိုတဲ့ဟာမျိုးလဲတွေးမိတယ်ဗောနော်အဲဒါပေမဲ့လည်းဒါခေါင်းဆောင်နေအနေနဲ့ကလည်းဗောနော်တာဝန်ရှိတဲ့သူတွေအနေနဲ့ကလည်းပြည်သူတွေရဲ့ခံစားချက်အဲပြည်သူတွေစိတ်ခံစားချက်ဖြစ်ပေါ်လာလို့တုံ့ပြန်တဲ့ဟာမျိုးတွေကိုလည်းတိချလေးနားလဲပေးတင်တယ်ဗောနော်ဒီလိုမျိုးတွေဆုံးဖြတ်လိုက်တဲ့ခါကျရင်ဒီလိုတွေတုံ့ပြန်ခံရနိုင်နေဆိုတဲ့ဟာကိုလည်းဒါဗိုလ်ချုပ်တွေကတီထားပြီးသားဖြစ်မှာပါဗောနော်အဲ့တော့အဲ့ဒီပုံမှာတော့ဒါနှစ်ဖက်ဗောနော်အခုနလိုမျိုးအဲဆိုဆိုဝါပုံစံမျိုးကြီးတော့မဖြစ်သင့်ဘူးပေါ့လေနော်အဲ့တော့တကယ်တကယ်ဒေသခံတွေရဲ့ ခန်းစားချက်တွေကိုလည်းဒါ DNL အနေနဲ့ပြန်ပြီးတော့နားလည်ပေးသိမ့်တယ်ပေါ့နော်အဲဒီကြောက်ထုတ်ဖို့ရေးကိစ္စမျိုးတွေဆိုရင်အရန်လူပြောများနေတာရှိတယ်အဲဒီအုတ်ချွေးပိုင်းကိစ္စမျိုးတွေဆိုရင်လူပြောများနေတာရှိတယ်ပေါ့နော်အဲ့တော့အဲ့လိုအပိုင်းတွေမှာလည်းဒါကျွန်တော်တို့ဒီဥစ္စာတွေကတကယ်အကောင်းဆုံးတာရကတွေဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်းတောင်းဝင်ရှိတဲ့သူကြီးအနေနဲ့ပေါ့နော် ပြန်ပြီးတော့သုံးသက်ကြစီခြင်းနဲ့အဓိကတော့ဒီတော်လန်ရေးအောင်မြင်မှုအတွက်ပဲအားလုံးကရှေ့ရှုကြတာဖြစ်တဲ့အတွက်မမျော်လင့်တဲ့ဒီလိုအခြေအနေတွေဖြစ်လာတဲ့အခါကျတော့ဒီလိုမျိုးတုံ့ပြန်နေဆိုတာကတော့ဗွေမြူရစီခြင်းဘူးပေါ့နော် ဲ့တော့ဒါကတော့ဒါသူတို့အနေနဲ့ပေါ့နော်တရုတ်ရဲ့ဖိအားကြောင့်မလို့စစ်ကောင်စီကိုခေါ်သွင်းပေးခဲ့ရတယ်။ဒါပေမဲ့လည်းတော်လိုင်းဘက်ကပြန်တိုက်ယူမယ်ဆိုရင်တော့ဒါကန့်ကွက်မှာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးတော့မြင်တွေ့ရတယ်။ဖိအားနဲ့ဆွန့်လွတ်လိုက်ရတာကတသက်အစဲခံရပြီမဲ့ပြန်တိုက်ယူမယ်ဆိုရင်လည်းထောက်ခံသွားမယ်ဆိုတဲ့ပုံစံမျိုးလည်းမြင်တွေ့ရတယ်ပေါ့နော်။အဲ့တော့ခုနထဲကပေါ့နော်အားလုံးထဲမှာအကုန်လုံးအကုန်လုံးဒီ post တစ်ခုလုံးထဲမှာမှာပေါ့နော်။ပွဲကမပြီးသေးဘူးဆိုတော့စာကြောင်းလေးကိုတော့ကျွန်တော်ကတော့တကယ်ဖြစ်စေချင်တယ်ပေါ့နော်ပွဲမပြီးသေးဘူးဘလို့ပုံစံမျိုးနဲ့ ဒီတော်လိုင်းမှာပါဝင်ဦးမှာလေဒီတော်လိုင်းမှာပါဝင်နေတဲ့အဖွဲ့တွေကိုဘယ်လိုပုံစံမျိုးနဲ့ကူညီပေးနေမှာလဲဒါတွေကိုတကယ်ဖြစ်စေချင်ပါတယ်တကယ်ပွဲမပြီးသေးဘူးအာရရှင်ကိုတော်လန်နေတဲ့တော်လန်ရေးပြီးဆုံးသည့်အထိဘယ်လိုမျိုးပါဝင်ပြီးတော့ဘယ်နေရာကနေကူညီပေးမလဲဆိုတဲ့ဟာမျိုးတွေကိုတော့တကယ်မျှော်လင့်မိတယ်ဆိုတာလေးလည်းပြောချင်ပါတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီဘက်ကတော့ဒီမျိုးစုံနဲ့တုံးပြီးတော့မျိုးတွေကိုပြန်ရယူဖို့စူးစမ်းနေတာတွေရှိလာတယ်ဒါပေမဲ့လည်းလောလောဆယ်ဒီကာလပေါ့နော်အခုရွေးကောက်ပွဲသူတို့လုံမဲ့အတူရောင်ရွေးကောက်ပွဲကာလအဲ့ကာလမှာတော့ဖြစ်ရင်ပေါ့နော်အဲတခြားနေရာတွေကိုသူတို့ထပ်ပြီးတော့အစ်စ် ထပ်သိမ်းပိုင်နိုင်ဖို့အတွက်ပြန်ပြီးတော့ရယူနိုင်ဖို့အတွက်ကြိုးစားဖို့တော့သူ့အနေနဲ့လည်းခက်ခဲလေုံပဲပေါ့နော်အဘာကြောင့်မလို့လဲဆိုတော့ဒီသူပထမပိုင်းလုံမယ်ရွေးကောက်ပွဲပထမပိုင်းလုံမယ်လို့တတ်မှတ်ထားတဲ့မြို့တွေမှာသူ့အနေနဲ့လုံခြုံရေးတွေလည်းလုပ်ပေးအောင်ပါသူတုံးရမယ့်အင်အားတွေကအများကြီးရှိသေးတာပေါ့နော်အဲ့တော့အဲ့လိုမျိုးအခြေအနေမျိုးမှာတခြားသူဆုံးရှုံးထားတဲ့နေမျိုးတွေကိုပြန်ရယူဖို့ကြိုးပမ်းတဲ့ဟာတွေမှာတော့နည်းနည်းတော့အားပြုတ်နိုင်ခြင်းရှိတယ်ဆိုပြီးတော့လည်းသုံးသပ်ရတယ်ဒါပေမဲ့လည်းဒီဥစ္စာကလည်းဒါတိုက်ပွဲမှာတိုက်ပွဲတိုက်နေတဲ့သူတွေကတော့ပို့ပြီးတော့ သုံးသပ်နိုင်လိမ့်မယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့စစ်ကောင်စီဘက်ကလည်းဒါကိုအခွင့်ကောင်းယူပြီးဘယ်လိုလုပ်မလဲ။တော်လိုင်းဘက်ကလည်းဒါကိုအခွင့်ကောင်းယူဘယ်လိုလုပ်မလဲ။ဒါတွေကတော့မြေပြင်မှာတိုက်ပွဲဝင်နေကြတဲ့သူတွေကပို့ပြီးတော့နားလည်ကြပါလိမ့်မယ်ပေါ့နော်။အားကြောင့်ဘလိုပဲဖြစ်ဖြစ်အပြောင်းလဲတွေကတော့အမြင်နဲ့ရှိတယ်။ဒါနဲ့ဒါရွေးကောက်ပွဲနဲ့ပတ်သက်လို့ပေါ့နော်။သူတို့လုပ်မဲ့အတူရောက်ရွေးကောက်ပွဲနဲ့ပတ်သက်လို့မင်းအွန်လိုင်းကမြေပြင်ထိဆင်းပြီးတော့အဲသူသူအာနာဆက်ပြီးတော့ရယူနိုင်ရေးအတွက်ပေါ့နော်အဲသူစီကနေပြီးတော့ဒါရွေးကောက်ဘက်ကိုဝင်ပြိုင်နေကြတယ်စစ်ဘိုလ်ကျောင်းဟောင်းနေပေါ့နော် အဲ့ကောင်တွေကိုမဲပေးဖို့အတွက်ကိုယ်တိုင်မြင်မြင်ဆင်းပြီးတော့စီယုံရင်မဲဆွယ်နေရတယ်ဆိုတဲ့အကြောင်းလည်းပြောချင်တယ်ဗောနော်အဲ့ဒါကဒီဇင်ဘာတရက်နေ့မန်လေးတိုင်းပြည်ဦးလင်မြို့နယ်ဘိုးမီသက်တင်တန်းကျောင်းနယ်ရဲရရှိလေ့ကျင့်ရေးကျောင်းမှာမင်းအောင်လိုင်ကနိုင်ငံရေးရဒါတည်ငြိမ်မှုရရှိအောင်လိုအပ်ချက်တွေကိုဆောင်ရွက်တဲ့နေရာမှာစစ်တပ်ကမရှိမဖြစ်လိုအပ်ပြီးအစိုးရအသစ်တရက်ကိုရွေးချယ်တဲ့နေရာမှာနိုင်ငံရေးအမြင်စီးပွားရေးအမြင်အဲ့ဒီအမြင်တွေအပြင်ဗောနော်ကာကွယ်ရေးအမြင်ရှိတဲ့သူတွေကိုပါမဲပေးရွေးချယ်ဖို့လိုအပ်ကြောင်းပြောဆိုခဲ့တယ်ဒီစကားဖန်တရားတင်နေပြီ ပြောရရင်ငါတို့ကိုမဲပေးပါလို့ပြောရတယ်အတူတူပဲ तू ပြောတဲ့ကောင်တွေကသူ့လူတွေစဉ်းစားပါဘောနော်စဉ်းစားဆိုဒါရည်စရာကောင်းတဲ့ဟာကိုပြောပြတာပါ तू အဲ့လိုမျိုးအတင်းကျက်တွေလိုက်ပြီးတော့ဘောနော်ဒါရုပ်ပြက်စင်းပြက်ဖြစ်လောက်အောင်ထိနေရာနှံ့သွားပြီးတော့မဲဆွဲစီယုံနေရပါတယ်ဆိုတဲ့သူတွေအကုန်လုံးကသူ့လူတွေမဲဆွဲတယ်ဆိုတဲ့ဟာသူ့လူသူမဲပြန်ဆွဲနေရမဲဆွဲတယ်ဆိုတဲ့ဟာအဲ့လိုဟုတ်သလားဒါတွေမဲဆွဲရတဲ့သူတွေတာဝန်ရှိတဲ့သူတွေသိကြတယ်ဗျာဒီဟာနဲ့မစိမ့်တဲ့သူတွေသိကြတယ်ဘောနော်ကိုယ့်ဘက်ကိုပါလာအောင်ဘယ်လိုလုပ်အောင်မလဲဆိုတဲ့ဟာဘောနော် ကိုယ့်ဘက်ကိုပါလာအောင်လုပ်တယ်ဆိုရင်ကဂျားနေပဲဖြစ်ဖြစ်တခြားတစ်ဖက်ကလူပဲဖြစ်ဖြစ်ကိုယ့်ဘက်ပါလာအောင်ဒီမျိုးစုံနဲ့ဘာငါတို့ဘာကြီးလုပ်ပေးမယ်ဘာကြီးကောင်းမှုလို့တယ်ပြည်သူတွေလိုအပ်နေတဲ့စနစ်တရားဘာကြီးအဲဥစ္စာတွေကိုဘလို့အကောင့်ထဲပို့ပေးမယ်ဆိုပြီးတော့ဂတိကဝတ်တွေပေးပြီးတော့မဲဆွဲစီယုံတာပြောချင်တာကတော့တခြားသူတွေကိုယ့်ဘက်ပါအောင်စီယုံတာဂျားနေဆိုတဲ့သူတွေကိုယ့်ဘက်ပါအောင်စီယုံတာအခုမင်းအွန်လိုင်းစီယုံနေရပါတယ်ဆိုတဲ့ကောင်းကြီးကသူ့ဘက်ကကောင်းတယ်တကယ်အဲ့ကောင်တကယ်ခစားတယ်နော်စဉ်းစားကြည့်ရင်ရှက်စရာကောင်းတယ်ဗောနော် အခုကြည့်လေရဲတင်တဲ့ဘိုးမိသက်တင်တဲ့အကြောင်းလို့ရဲရရှိလေးကြည့်ရင်ကြောင်းပါအဲ့ကောင်နေပဲလေဒီကောင်နေအဖွဲတွေပဲလေသူ့အဖွဲတွေတောင်မှသူယုံကြည်မှုမရှိဘူးသူ့အဖွဲတွေအကုန်လုံးကလည်းသူ့အပေါ်မှာယုံကြည်မှုမရှိဘူးဒါကြောင့်မလို့အခုလိုမျိုးအတင်းကျပ်လိုက်ပြီးတော့မဲဆွဲရတဲ့ပုံစံမျိုးတွေလုပ်နေတာနမ်စီဒီယန်နေဆိုလဲအိုက်တိုင်းပဲပေါ့နော်အဲအဲ့လိုမျိုးမဲပေးရမယ့်ထဲမှာသူကတတ်မှတ်ထားရရှိတယ်ပေါ့နော်ပူးဆောင်ဆက်သွေးရအဖွဲတွေဆိုရင်ဒါဗိုလ်ချုပ်ကြီးမြတ်ထွန်းဦးပြန်ကြားရေးဆိုရင်ဗိုလ်ချုပ်မမောင်အောင်အလုံသမားအဖွဲဆိုရင်ဗိုလ်မှုချုပ်အောင်ကျော်ဟိုး ပြီးရင်ကကကြီးဆိုရင်ဗိုလ်ချုပ်ကြီးအောင်လင်းတွေးညိုစောတင်အောင်ဇန်းစစ်စင်ရေးဆိုရင်ဒါအရပ်ပဲပြောင်းသွားကစတာမူးတွေပေါ့နော်အဲ့တော့ဗိုလ်ချုပ်ခေါင်းတွေပေါ့ပြောချင်တာကတော့ဒါရွေးကောက်ပွဲဝင်ပြိုင်มาတယ်ဆိုရဲသူ့စီကဗိုလ်ချုပ်တွေကြီးပဲအဲ့အဲ့လိုកောင်မျိုးတွေကိုပဲဒါကာကွယ်ရေးအမြင်နဲ့မဲပေးပါဆိုတဲ့ပုံစံမျိုးပြောတာပေါ့နော်အဲ့လိုမပေးရင်နေပြောင်းခံရမှာလေတဲ့ပြောလိုက်သေးတယ်နန်းစီတည်းတောက်အောင်ပေါ့နော်အဲ့တော့ဘယ်မှာလဲဒါလွတ်လပ်ပြီးတော့တရားမျှတတဲ့ရွေးကောက်ပွဲဘာမှမလွတ်လပ်ဘူးဘာမှမမျှတဘူးပြီးရင်ရှက်စရာလည်းကောင်းသေးတယ်ပေါ့နော်သူ့လူသူလိုက်ပြီးတော့မဲဆွယ်နေရတဲ့ပုံစံကလည်းရှက်စရာကောင်းတယ် နောက်တစ်ခုကဒီလိုမျိုးအပြောပေါ့နော်အဲ့လိုမျိုးအပြောကိုသူကဒီရွေးကောက်ပွဲကလာသူလုံးမဲ့ရွေးကောက်ပွဲကလာနီးကပ်လာပြီဆိုရင်လည်းက तू သွားသမျှနေရာတိုင်းမှာအဲ့ဒါပြောတာအဓိကတော့နိုင်ငံရေးအမြင်စီးပွားရေးအမြင်အပြင်ပေါ့နော်ဒါကာကွယ်ရေးအမြင်မှာရှိတဲ့သူတွေကိုပေးပါပေါ့နော်အဲ့ဒါကငါတို့ကိုပေးပါလို့ပြောရတဲ့အတူတူပဲဒီကာကွယ်ရေးအတွေ့အကြုံရှိတဲ့သူကိုပေးပါဘာမှမဟုတ်ဘူးကာကွယ်တယ်ဆိုတာသူတို့ကိုသူတို့ကာကွယ်တာနိုင်ငံကိုကာကွယ်တာမဟုတ်ဘူးပြည်သူကိုကာကွယ်တာမဟုတ်ဘူးဒီကောင်တွေကိုကိုကိုကာကွယ်နေတဲ့ကောင်တွေအဲ့ဒါတွေကိုနားလည်ဖို့လိုတယ်ပေါ့နော်ကာကွယ်ရေးအမြင်ရှိတယ်ဆိုတော့ငါတို့ကိုငါတို့ကာကွယ်ဖို့အမြင်ရှိတယ်ဆိုတော့ ကောင်းနေဖြစ်နေတာပေါ့နော်အဲ့လိုကောင်မျိုးတွေကိုမဲပေးစရာဘာဆောက်ကြောင်းမှမရှိဘူးပေါ့နော်ဒါပေမဲ့လည်းတိတဲ့အတိုင်းပဲအခုလိုမျိုး PR တွေပေးပြီးတော့လှုပ်ဆောင်နေတာဖြစ်တဲ့အတွက်လောက်ရကန်ရတော့ခက်တာပေါ့လေနော်အဲအကြောင်းလို့လည်းဒီဘက်ကဒါမင်းအောင်လန်ရဲ့ဒါအတူရောင်ရွေးကောက်ပွဲကိုဒါဆန့်ကျင်ကြဖို့ပေါ့နော်ဒီမျိုးစုံနဲ့ဆန့်ကျင်ကြဖို့တိုက်တွန်းနေတာတွေရှိတယ်အဲ့တော့သူသွားသမျှခီးစဉ်တိုင်းမှာတွေ့တဲ့အဖွဲ့တိုင်းကိုဒါအီယိုကြီးပဲဖန်တီးရတီပြောပြီးတော့ပြောနေရတယ်အဲ့လိုပြောခံရတဲ့သူတွေကလည်းသူ့လူတွေဖြစ်နေပါတယ်ဆိုကြဲကပေါ့နော် ဒီကောင်ဆောက်ရက်ကပြင်းပြန်ကွဲနေပြီဆိုတဲ့အကြောင်းကိုဒီနေ့အနေပြောချင်ပါတယ်ဗျ။အားလုံးပဲကျေးဇူးတင်ပါတယ်။